အားလုံးပဲမင်္ဂလာပါရှင်။မန္တလေး news သတင်းဌာနကနေသတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ပြည်သူကိုတက်ပြတ်နေတဲ့မြောင်းလိုင်းကတိုင်းပြည်ပကတိအခြေအနေမှာအမြင့်မကျေမှုနဲ့ပညာရေးအားနည်းချက်ကြောင့်ဟုဆိုပြနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။မြန်မာနိုင်ငံတက်ဝမ်းပြည်သူများကိုလေးချောင်းတိုက်ခိုက်မှုများအပါအဝင်ပုံစံမျိုးစုံဖြင့်တက်ပြတ်နေသောအချမ်းဖတ်မင်းအောင်လိုင်ကတိုင်းပြည်ဤပကတိအခြေအနေမှာအမြင်မကျေမှုနှင့်ပညာရေးအားနည်းချက်ကြောင့်ဖြစ်သည်ဟုအပြစ်တင်ပြောဆိုပြန်ပါသည် ရှမနီရုရှားနိုင်ငံမှမြန်မာနိုင်ငံသို့အပြန်လေရင်ပေါ်တွင်စစ်တပ်လက်အောက်ခံဝါဒဖြန့်သတင်းမီဒီယာများသို့၎င်းကအထက်ပါအတိုင်းပြောဆိုခြင်းဖြစ်ပါသည်မြန်မာနိုင်ငံတွင်နိုင်ငံရေးသဘောထားကွဲလွဲမှုများကိုအမြင့်ကျယ်ကျယ်ဖြင့်လှုပ်ရန်လိုအပ်ကြောင်းနိုင်ငံရေးဘာသာရေးနှင့်တိုင်းသားရေးအရာအချို့ပြောဆိုနေမှုများမှအားနည်းချက်များရှိနေကြောင်းအမြင့်ကျယ်ကျယ်ပြောဆိုလုပ်ကိုင်လျင်ကိုကောင်းနိုင်ကြောင်းလက်ရှိတိုင်းပြည်အခြေအနေကြုံနေရခြင်းမှပညာရေးအားနည်းချက်ကြောင့်ဖြစ်ကြောင်းမြေအောင်လိုင်းကပြောဆိုပါသည် နိုင်ငံရေးအရာသဘောထားကိုလွှတ်မှုတွေလည်းပြည်ထောင်စုရဲ့အကျိုးကိုရှိမှန်းပြီးတော့အမြင့်ကျယ်နဲ့လှုပ်ဖို့လိုတယ်။တချို့ပြောဆိုနေကြတာတွေကအားနည်းချက်ကရှိတယ်လို့ကျွန်တော်မြင်တယ်။အတီးကတော့သူတို့နိုင်ငံရေးအရာ၊ဘာသာရေးအရာ၊တိုင်းရင်းသားရေးအရာတချို့ပြောဆိုနေတာလေးပေါ့။ပြောဆိုတာလေးတွေကထိချက်ပေါ်ပြီးအမြင့်ကျယ်ကျယ်နဲ့ပြောဆိုလုပ်ကြိုင်မယ်ဆိုပိုကောင်းမယ်လို့ကျွန်တော်တို့မြင်ပါတယ်။ပဂတိတိုင်းပြည်မှာဖြစ်ပျက်နေတဲ့အခြေအနေကပညာရေးအားနည်းတဲ့အခြေအနေမှာရှိတယ်လို့မြင်တယ်ဟုမင်းအောင်လိုင်ကပြောဆိုပါတယ်။ အကြံဖတ်မြောင်းလိုက်ကောင်စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲသို့ပူးပေါင်းဆောင်ရွက်ကြရနှင့်ပါတီစုံဒီမိုကရေစီအမတ်တကယ်လိုချင်ပါကစန့်ကျင်မှုခနကောစလုံးမနေပဲပူးပေါင်းဆောင်ရွက်ရလိမ့်မယ်ဟုမကြာခဏဆိုသလိုစစ်တပ်လက်အောက်ခံဝါဒဖြန့်မီဒီယာများမှတက်စင်ထုတ်ဖော်ပြောဆိုထားပါတယ်။ကျွန်မလေချောင်းကြီးချောင်းလက်နက်ကြီးရန်နဲ့ပတ်သက်ပြီးအေအေကအရေးပေါ်ထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။ရေပင်တိုက်ပွဲတွေမှာအကြဆုံးများစွာနဲ့ရင်ဆိုင်နေရတဲ့ ဖက်စစ်အကြံဖက်စစ်အုပ်စုဟာရခိုင်မှာလေးချောင်းရေချောင်းနဲ့လက်နက်ကြီးတွေနဲ့တိုက်ခိုက်မှုတွေပုံမှုလုပ်လာတဲ့အတွက်ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးအရက်ကတက်တော် AA ဒီနေ့စက်တင်ဘာ29ရက်နေ့မှာအရေးပေါ်ထုတ်ပြန်ချက်ကိုထုတ်ပြန်လာပါတယ်။ထုတ်ပြန်ချက်ထဲမှာတော့မိဘပြည်သူတွေအနေနဲ့ဖက်စစ်အကြံဖက်စစ်ကော်မရှင်တပ်ရဲ့ရေချောင်းလေးချောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုရန်ကိုရခိုင်တပ်ပုံမှုသတိထားကြဖို့နဲ့စစ်ရေးတရီအပြည့်အဝအချိန်မရရှိကြဖို့ထပ်မံအသိပေးတိုက်တွန်းအပ်တယ်လို့ဖော်ပြထားပါတယ်။ အာရကဒေတာအတွင်းတိုက်ပွဲတွေနဲ့အာရကဒေတာအဆက်၃နေရာတွေမှာဖြစ်ပွားလျက်ရှိတဲ့တိုက်ပွဲတွေမှာဖက်စစ်အကြံဖက်စစ်ကော်မရှင်တပ်ဟာအထူးကအကြဆုံးများစွာနဲ့ရင်ဆိုင်နေရပြီးတက်ပြက်လျက်ရှိနေတယ်လို့ဆိုပါတယ်။ဒါပြင်သူတို့ရဲ့အတင်းအာဓမစူးစောင်းခြင်းခံရတဲ့တပ်ဖွဲ့ဝင်တွေဟာတိုက်ခိုက်လို့စိတ်မရှိဘဲရှေ့တန်းနောက်တန်းတွေမှာအခွင့်ရရင်ရတယ်လို့တက်ပြေးခြင်းအေအေထံဖတ်ပြောင်းခြင်းအလံဖြူထောင်ဝင်ရောက်ခြင်းတို့မှာနေတိုင်းဖြစ်ပျက်လျက်ရှိနေတယ်လို့ဖော်ပြပါတယ်။ အဲ့ဒီအခြေအနေတွေကြောင့်အကြံဖက်စစ်တပ်ဟာအရက်ကတက်တော်အပြစ်ဝထိန်းချုပ်ထားပြီးတိုက်ပွဲဖြစ်ပွားမှုမရှိတဲ့မြို့ရွာတွေမှာရှိတဲ့စာတင်ကျောင်း၊ဈေး၊စေယုံ၊စေကန်နဲ့ဘုံကြီးကျောင်းအစရှိတဲ့နေရာတွေအပြင်လူစုလူဝေးရှိတဲ့လို့ယူဆတဲ့နေရာတွေကိုနေညအချိန်မရွေးလေကျောင်း၊ရေကျောင်းနဲ့လက်နက်ကြီးတို့နဲ့ပြစ်ခတ်တိုက်ခိုက်တဲ့လုပ်ရက်တွေကိုပုံမလုံဆောင်လျက်ရှိနေတယ်လို့ဖော်ပြထားပါတယ်။ဒီလိုအခြေအနေတွေကြောင့်ဖက်စစ်စစ်တပ်ရဲ့လေကျောင်း၊ရေကျောင်းလက်နက်ကြီးရန်နဲ့ပတ်သက်ပြီးရခိုင်မိဘပြည်သူတွေကိုအထူးသတိထားကြဖို့အေးအေးထုတ်ပြန်လာတာဖြစ်ပါတယ်။ ဆက်လက်ပြီးအကြဆုံးများစွာရင်ဆိုင်နေရတဲ့စစ်တပ်ပြည်သူကိုပုံမှုဥတီတိုက်ခိုက်လာဟုအေအေပြောတယ်ဆိုတဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ပြည်ပြင်းတိုက်ပွဲတွေမှာအကြဆုံးများစွာနေရင်ဆိုင်နေရတဲ့အကြံဖက်စစ်တပ်ဟာအယက်သားပြည်သူတွေရှိရာနေရာတွေကိုရေကြောင်၊လေကြောင်တိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေပုံမှုလုဆောင်လာနေတာကြောင့်ပြည်သူတွေစစ်ရေးတရီအပြေအဝါနဲ့တရီထားနေထိုင်ကြဖို့အာရကတ်တပ်တော်အေအေကထုတ်ပြန်ကြပါတယ်။လက်ရှိမှာရခိုင်ဒေသတွေနဲ့ရခိုင်ပြည်နယ်အဆက်နေရာ၃ခုမှာတိုက်ပွဲတွေဖြစ်ပွားနေပြီးအာဏာသိမ်းစစ်တပ်ဟာ ထိခိုက်ကြဆုံးမှုများစွာနဲ့အတူတက်ပြက်နေတယ်လို့ဆိုပါတယ်။ဒါပြင်အတင်းအဓမ္မစူးစောင်းခြင်းခံထားရတဲ့စစ်သားတွေကလည်းအခွင့်အရေးရတာနဲ့ထွက်ပြေးတာ၊ဗတ်ကြောင်းခိုလုံတာ၊အလံဖြူထောင်းတာတွေနေ့စဉ်ဖြစ်ပေါ်နေတယ်လို့အေအေကဆိုပါတယ်။ဒါကြောင့်အကြံဖက်စစ်တပ်ကဒီရပိုင်းအတွင်းအေအေအပြည့်ဝထိန်းချုပ်ထားတဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့မြို့ရွာတွေမှာအရက်သားတွေကိုပိတ်မထားကစာတင်ကြောင်းစီစေယုံစေကနဲ့ဖုံးကြီးကြောင်းအပါဝင်လူစုလူဝေးရှိမယ်လို့ယူဆတဲ့နေရာတွေကိုရေကြောင်၊လေကြောင်နဲ့လက်လက်ကြီးတွေနှိမ့်ညမရွေး ပြစ်ခတ်တိုက်ခိုက်နေတယ်လို့ထုတ်ပြန်ကြမှာဖော်ပြပါတယ်။ပြည်သူတွေအနေနဲ့စစ်ကော်မရှင်တရက်ရေးချောင်းလေးချောင်းနဲ့လက်နက်ကြီးပြစ်ခတ်တိုက်ခိုက်မှုတွေကိုအရင်ထက်ပိုမိုသတိထားပေးကြဖို့နဲ့စစ်ရေးသတိအပြည့်အဝအချိန်မရွေးရှိကြဖို့အေအေကအတိပေးတိုက်တွန်းထားပါတယ်။စမိုင်းတရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။ Thank you.